အလုံးမဲမင်္ဂလာပါစာပေချစ်သူများအတွက်ဆရာကြီးတဘုံရှင်များ ရေးသားတဲ့ပြည့်ရစံကျဲဇလံကောင်းလေးတပုဒ်ကို တင်ဆက်ပေးလိုက်ပါရယ်အလုံးမဲနာတော်သားဆင်ပေးကြပါအောင်ခမညာအော်ဒူဆိုရာပတ်စံရှိတာကတခြားဆွေချမ်းသာကတခြားပါကလားနော်ဒီလောက်ပဲဝယ်ရစားရပေမဲ့စိတ်ထဲကနည်းနည်းကလေးမချမ်းသာရည် အပြင်မှာဗန်းပြထားတဲ့စင်ရွှေရွှေတွေဟာလမ်းကစောက်စရခဲလောက်မှ အဖို့တန်တော့တာမဟုတ်ဘူးဟုမြေပန်းရှင်တရေကြော်ကလေးမဆိုင်တဲ့သည်ခံပြရင်ပေါတွင်ထား၍မိမိငယ်စဉ်ကချက်ခင်ခဲ့သောဒုတိယအကြောင်းကိုစဉ်းစားလျက်ရှိစဉ်အစေခံတော်မိသည်အိမ်ပေါ်ရတ်သို့တက်လာ၍ညီမကြည့်ရတာအဲရောမှမျက်နာသာရင်မရှိလောက်ဘူး ကျမဒါမောင်ဖြစ်ပါဟုတော်မိရဲ့တောင်ဘက်တောင်ဘက်တောင်တန်းတွေပေါ်မှာဒိန်တွေတောက်နေတာမြင်တာနဲ့လွန်းလွန်းရှိလို့ကြည်နေမိတယ်နေပါဦးဒိန်ကြီးเจ้าကို ဥပိုးမီကဘာလို့လို့ပြောလို့ဘာပြောလို့လဲညာကြမှပြန်အိမ်ဘောကမိမတယောက်စကားစကားပြောစံလို့လို့မိုးစံလို့လို့ကြားရတယ်ဆိုဟုတ်တာညီမရဲ့ဒီအကောင်စကားများယုံလို့ ်အကောင်ကယူတူတူအေးညီမရဲ့မဟုတ်ရင်ပြပါရောရှင်တို့ဗိမဲ့ကျမဖြင့်ဒေါ်မီတို့အိမ်ကြီးရောက်လာတဲ့အခါယင်းတော့ကလို့မဟုတ်ဘူးအင်မတန်စိတ်လေးတယ်ကြည်ပါဦးရှင်အိမ်ပေါ်မှာဆွဲထားတဲ့ရုပ်ကားတွေဟာဘလောက်မင်္ဂလာမရှိတဲ့အကားတွေလဲလူကိုလူချင်းတတ်နေတဲ့ပုံလေးစက်တိုင်းတင်ပြီးတတ်နေတဲ့ပုံလေးအလောင်းကိုကုတင်းပြနေတဲ့ပုံလေးပြီးတော့ ။အိုးကျမပြောရင်ဆိုရင်စိတ်သီးထလာပါလေရှင်။မပြောချင်ပါဘူး။ဂေလိုကျောင်းတရားကောင်းတဲ့ဘုံတွေကိုဟလာပြရအောင်ဆွဲထားတဲ့။ဒီဟာရီရောသူများကြီးလက်ရက်ကဟာပြီဆို။ဟုတ်ပါရဲ့ညီမရေ။ဒီကားတွေဟာရန်ကုန်ပြဝဲတုန်းကပြင်းသစ်ပြီးကဒကြီးဆရာကြီးတယောက်ဆွဲတဲ့ကားတွေဆိုပြီးအဟိုးအမြောင်များပြီးပြီးဝယ်ခဲ့တယ်ဆိုထင်ပါရဲ့ကွယ်။ ။ဤကဲ့သို့စကားပြောဆိုလျက်ရှိခြင်းအရင်လေကမ်းမှာသံဆောင်တစ်ခုကြာ၍ပွဲသောအတန်တစ်ခုကိုကြာရသည်နှင့်မဆိုင်တင်နှင့်ဒေါမင်းနှစ်ယောက်စလုံးတွင်တွားရောက်ကြည့်ရှုကြရာမဆိုင်တင်ဗျံကိုမအိမ်တွင်အလောင်းဆွေရန်ဝယ်ခဲ့သောအင်္ဂလိပ်မှယုဂတရှက်သည်ကျမ်းပေါ်တွင်မှန်များကိုလျက်ရှင်မ၏နေပြည်ကိုတွေ့ရသဖြင့်ဒီကဟာဒီကနေ့မနေ့ပဲစမရှိပြခဲ့တဲ့ဒေါမီရဲ့ ကျွန်များတို့လို့ထင်မရဲ့ညီမရဲ့။အိုးဒေါ်မီကလည်းခဲလာလာပြီးကျွတ်တို့ရမှာလေ။ကျိုးပြက်ကြတာမင်းသားနဲ့ကြည့်ပါဦး။တန်ငုတ်ပေါ်မှာတောင်းကျိုးတန်လန်းကြီးဂျန်နေရသေးတယ်။ကျိုးစာဟိုကန်ရွေးကြည့်လေ။ဟုတ်ပါရဲ့။ကျိုးလက်ခံသားနဲ့ခြေဆက်မအောင်ရှင်။ရက်ပုံကတိတိကျကျဓာတ်နဲ့ဖြဲပြီးချလိုက်ကြလို့ပဲ။မထူးဆန်းမှုလားရှင်။ဤကဲ့သို့ပြောဆိုလျက်ရှိခြင်း မဆိုင်တဲ့ရာဇာယုဘူကြီးဒီဘောရတလာဒီနဲ့စကားလက်စပြသွားလေ၏ဘူဘူကြီးဆိုသူသည်ရှုနှင့်ဇေယဝတီနယ်တွင်လေရေကတထောင်ကျော်ခန့်ပိုင်လေရေစီကားများကိုမျက်စင်ရောင်းချခြင်းတောသားများဘောတွင်တိုးနှုံများစွာဖြင့်ငွေများကိုရှင်းစားခြင်းသာသောအလုံးများဖြင့်အသည်မွေးမြူခဲ့လျွေလမ်းမြများကို တို့လုံးချိုးသားသောဝယ်ယူလေးရှိသည်ဖြင့်ထိုလုံးမျိုးသည်ဆံကဘာရောင်းခြင်းဆန်းဆက်တချောင်းညစသော အလုံးမျိုးကဲ့သို့အကြီးအကျယ်ကစားခြင်းမဟုတ်နစ်စင်သာဝရမြေစီသည်နှင့်များကိုနံကန်စွာရရှိသည်ဖြင့်မြေစင်းတို့များမှလည်းတစ်နှစ်ထက်တစ်နှစ်တိုးတယ်လေးရှိလာရကားတေကလေး90နှုန်း100နှုန်းနှင့်မိမိဝယ်ယူခဲ့သော လယ်မြေမြတ်မှာယခုခါနိုင်မှု150မှ300အထိထိုက်တန်လျက်ရှိခဲ့ပြီဒုဖေယကဥပ္ပိုလ်ကြီးသည်ပရမမယားကြီးသေဆုံးပြီးသည့်နောက်မိမိမှာဤကဲ့သို့လွတ်လပ်စွာနေခဲ့ပါမူဤမြတ်တော်ကြီးသော အိမ်တော်ကြီးကိုစောက်စောက်ထိမ့်သိမ့်မိသူမရှိကလဟင်းစေတော်မူဟုရန်ကုန်သူမဆိုင်သည့်မြင့်ဒုတိယအကြိမ်လက်ဆက်ရှင်ဖြစ်လေသည် မဆိုင်သိမိဘများမှာပဇွန်တောင်ဈေးရတဲ့ဈေးဆိုင်တဲ့ခင်ရောင်းချသဖြင့်သူဒီတော်သမီးဖြစ်တဲ့လျောက်အေးရတဲ့ရှိရှိဖြင့်ကြည်ပင်၍လာခဲ့လေရာအစဲအရွယ်တိုင်းရောက်လာတော့ဂျာလူများအစစ်စစ်၍ပြေးသဖြင့်ဥပ္ပိုလ်ရှိမှမဟုတ်သောဘုရင်ဖြစ်တော်လဲကျစီဥ္ဇာပြေဆောင်ကုန်လုံးဘုရားဖြစ်သဖြင့်ယခုခေတ်ဒီကပညာရှိသည်ပညာမဲ့သည်ယောဒီဦးလီဦး၍ ဤသို့စင်ကြီးနေမရှိပဲဒင်းသား၏ပြေဆောင်ရာသို့တိုက်ပါသောခေကြီးဖြစ်သည်နှင့်အညီနောက်ဆုံး၌ဥပိုလ်ကြီး၏လက်သို့ထဲလိုက်ရလေ၏ရှေကားကမူသာသမီများကိုအိမ်အောင်စားရရ၌မိမိတို့၏သာသမက်ရေခဲ့ဖို့တနှစ်တန်းသည်အနှစ်တန်းသည်စသည်ဖြင့်ကဲ့ခပြင်းနောက်မှသာဈေးစားထင်းများခြင်းလို့ကိုပြုလုပ်ခဲ့သည်မှန်တော်လဲယခုခေတ်၌မူ တခုနဲ့ငွေပုံရတောင်းလျင်လက်ပြန်နဲ့နဲ့ပင် ရရှိနိုင်သဖြင့်လှပချုံမောသောသမီးကညာယရနာကလေးပင်ဖြစ်လင်ကစားငွေပင်းရဝယ်ယူလျင် ရနိုင်ကြောင်းမူအထူးတော့ပြရမလို့ပဲကျွန်တော်တို့မြင့်မြင့်ဒိဋ္ဌပင် ဖြစ်ပေချောင်းဘုဘောကြီးစီမဆိုင်တင်ဟာမြားစွာရေးတဲ့လျက်စိန်ဒီစိန်လက်ကောင်မှဆက်၍လိုလေသည်မရှိရအောင် ဝေရှင်ပေကံလေဤမစိန်တင်သည်ပရမ၌ပုဗ္ဗောကြီးအားညာစွာနှစ်သိရှင်မစီပဲမိမိငယ်စဉ်ကတမင်းစားဖြစ်ခဲ့ဟုသူ ကောလိတ်ចောင်းသာတယောက်ကိုပင် စိတ်ထဲမှနင်းထုတ်ရင်မပြနိုင်ပဲရှိလေရာမိမတို့သည်မိမြပင်မရှိမနဲ့သေးကမူနေ့စဉ်မြင်ရတွေ့ရယင်းရပံများလက်တော်ယခင်ကအချောင်းသူကြီး ရေပေါ်တွင်ထင်သောတံရည်သမားတပြေးပြေးပယ်ပြောက်ကြလေကုန်၏။လာသည်ရင်သည်အယုတ်ဆိုးသည်အကြည်တန်းသည်ဆိုသောအရာများသည်လည်းအနည်းအဖြူအပြာဝါအစိမ့်စာသောအယောင်မျိုးစုံရှိသောအလံမျိုးမျိုးတို့ကို နေဘူးတွင်ရိုက်ခံ၍ကြည်ရှုသောအခါနေရိပ်မှာမဲကြီးတာဖြစ်သည်လားတယောက်နှင့်တယောက်ကွန်ပွန်တီတီယင်းဤချက်ခင်နေစဉ်ပင် တွေ့ကြုံကြရသောအခါယခင်ကလောက်မဟုတ်ပဲကကတိငကိုပင်ကိုသဘောမျှသာရှိ၍တုံးနဲ့တူညံစွာထူးခြားခြင်းမရှိကြောင်းကိုကောင်းကောင်းကြည့်သိရလေ၏နေရတော်ကြလက်သောမစိန်တင်၌ယခင်ကစိန်များသည်တဖြည်းဖြည်းပပျောက်လျက်မိမိလျောက်ကြာမိမကောင်းသောဝတရားနှင့်အညီ ပြုစုရှာလျက်ရှိလျာဥပ္ပိုလ်ချင်းမှာမစိန်တင်အား စေမွေးမင်းမလောင်လက်မွေးမင်းမလောင်ဆိုသောစကားအတိုင်းအိမ်ကညီနီရကောမြလောက်ကင်ချင်းကိုမပြုစေရပဲ ထားခဲ့လေနနဲ့စားစားတော့ကြပြီးနောက်ဥဘိုလ်ကြီးသည်ပြုံးရွှင်လာသောမျက်နှာဖြင့်မိမိမရာကြည့်လျက်အယုတ်ကားတွေကိုဘာပြုလို့မင်းကိုယ်တိုင်ဆွဲနေရသလဲတင့်ရဲ့အိမ်မှာလဲဘုံမီရှိသားပဲကွယ်ခိုင်းရန်ရှိရင်သူ့ကိုခိုင်းမာတော့လားကွယ် ဘုံမီကိုကျမကဈေးထဲခိုင်းလိုက်လို့ပါဒါပြင်ရင်လဲသူပြန်လာမှခိုင်းတာပေါ့ကွယ်ပြီးတော့မယ်ညွန်းလက်အချီတာနေဒီလောက်လောက်ကလေးများအပင်မမအူရဲ့တင့်လောက်နိုင်ပါတယ်မဆိုင်တင်မှာဥပ္ပိုလ်ကြီးဟာမင်းမင်းနဲ့ကြောက်မပါမီကပြောဆိုခဲ့ပြီးအတိုင်းနှုတ်ကြိုးလျက်ဥပ္ပူ၍ခေါ်ရရာ ဥပ္ပိုလ်ကြီးမှာကိုယ်ကဲ့သို့ရောစုကောင်းရင်းဒီကိုပင် တမျိုးနာရသာခံလျက်မိမိရာလဲနမည်ဘုပင်အကုန်မခေါ်ရပဲစိမ့်စိမ့်ဝူး၍၎င်းတကားတယံတင့်တင့်ဝူး၍၎င်းအမျိုးမျိုးဝတ်နွယ်ခွန်စုခဲ့လေ၏မစိမ့်တင့်သည်ဟံပါလာကောမျက်နှာဖြင့်ကလထိုင်းပေါ်တွင်ထိုင်း၍နေသောဥပိုလ်ကြီးပကုံးနှစ်ဖက်ကို깟လျက်တနေ့ကတင်ပြောတာကြည့်စင်လေဘာလဲဗျတင့်ရဲ့အမဲ အမှတ်မိတော့ဘူးပေါ့လေအောက်ကတန်တက်သားကြီးထဲမှာထဲပြီးထားတဲ့ဟာတွေဘာပြုလို့ကြည့်ချင်ရတာလဲတင့်ရဲ့မကြည့်ချင်ပါနဲ့ကျုပ်စိတ်မကောင်းလို့လို့ပါပကုံးကိုခဏနာညှစ်လေဟင်းအင်းဟင်းအင်းကြည့်ချင်တယ်တင့်မကြည့်ရရင်မနေဘူးသူက သူမရစီဟုတ်တဲ့ပစ္စည်းတွေမပြချင်တာတင့်ကိုအဟုတ်မရှိလို့ပေါ့ဟုတ်ပါဦးဗျာတင့်ကိုထိုကနေ့၌အင်းအုပ်ထက်မှ တလင်းတလုံးပွဲဆံကြ၍ဥပိုလ်ကြီးသည်စေခံဘုမယဖော်လျက်အေးဘုမယကဘာပွဲသလဲသုံးစီပလင်းဆရာရဲ့တန်တတကြီးဘောတင်ထားတဲ့ပလင်းလားဟုတ်တယ်ကြောင်မြတ်တို့ဝါလို့ထင်ပါရဲ့ဘွယ်မြင်းကြောင့်တော့မဟုတ်ဘူးနော်မဟုတ်ပါဘူးဆရာရဲ့ကျွန်တော်လည်းဒီနေ့မှာကလထိုင်တလုံးနဲ့စာဖတ်နေပါတယ်ခမရေကအကြောင်းမှလည်းမမြင်လိုက်ပါဘူးထိုည၌ မစရင်တင်သည်အင်ရှိခက်မှတကြောက်ကြောက်မြည်တော့အတန်းများကိုကြား၍ဘုဘောကြီးဟာနှုတ်လျာဘုဘောကြီးလည်းအင်ရှိခန်းတို့ထိတ်၍တောင်မြောက်လေးပါးကိုကျေစုတော်လဲမိတိယာကုမြမတွေ့ရသည်နှင့်အိခန်းတဲသို့ပြန်၍ရင်လာပြီလျင်မစရင်တရားမိတိယာနှင့်မတွေ့ရကြောင်းအတန်ကြားသည်ဟုထင်ခြင်းမှာတက်လျှောက်ဆား၍တော်၎င်းကျွမ်းမြအင်ရှိခန်းတွင်တော်လာလိုကြ၍တော်၎င်း ချင်းနေထင်ရောက်တဲ့ရပ်ပြလေနည်းနည်းလင်းလင်းမဆိုင်တင့်သည်မျက်နှာများတဲ့ပြင်းနောက်စရုံးကိုဘဘကယောဘက်ကအင်းရှိခမ်းမာစီတို့ထွက်လာခဲ့လေရာယမန်နေ့ကမိမိကိုယ်တိုင်တိုက်နေရန်တွင်ဆွဲဆဲ၍ထားသောရန်ကုန်မှဝင်လာသည့်အယုတ်ကားတို့သည်တောင်းတောင်းတွင်စွပ်ပုံလျက်မိမိကိုယ်တိုင်ကြောက်၍စွပ်ပုံထားသောအယုတ်ကားဟောင်းများသည် ယခင်ကကဲ့သို့ပင်နယံတွင်စွဲစိလေးရှိနေသည်ဟုသိရသောအခါဒေါမိနှင့်အစေကံဘုံမိတို့အားခေါ်ပြလျက်မင်းမြလျက်ရှိလေဒေါမိနှင့်ဘုံမိတို့လည်းမဆန်ခြင်းကဲ့သို့ပင်အံ့အားသည်ငါယုကားများကိုငေးရကြည့်နေကြရာမဆိုင်တဲ့ငါဒေါမိဘက်သို့လှည့်ပြီးရင်ဒီဟာတွေဒေါမိညံပေါ့လေမဟုတ်ရပါဘူးညီမရဲ့ကျုပ်ညက တည်ရင်မှမလို့ပါဘူးညီမရဲ့အတန်းများကိုကြားသလားကိုဘူးမီဒါဖြင့်ရှင်ပဲမဟုတ်ရပါဘူးမမလေးရဲ့ဖရားဘေးဘေးချမ်းဘေးဘေးကျွန်တော်ဘာမှမသိရပါဘူးခမညာဒေါ်မီကျမမေးတာမှန်မှန်ပြောနော်ခရီးဆူပြရစေညီမရဲ့ဒေါ်မီဘာမှမသိရပါဘူးမဟုတ်ဘူးမဟုတ်ဘူးဒါဟာကုညံမဲထင်တယ်သူမရကြီးပစ္စည်းဟောင်းပေဘူးသူကကြည့်ချင်တယ်ထင်ပါရဲ့ နေနေအားလုံးကိုမင်းနဲ့ရှုပ်ပြီးပြစ်မယ်။ဟုတ်ပါရဲ့ခမညာအမလေးမပြောနဲ့တော့ကျွန်တော်တော့ဒီယောဂတွေကြည့်ရတာ၆ပါးရဲ့ခမညာဟုမောင်ဘိုးမီဒီအယုဂအောင်များကိုဂုံပြုတ်ပြီးလျင်အယုဂသည်များကိုတပန်လဲလဲတက်စင်လျက်ရှိလေ၏။ထိုချိန်၌ဥပိုလ်ကြီးမှမြို့ရင်းသို့ကိစ္စတခုနဲ့သွားရောက်လျာအိမ်၌ မဆိုင်တဲ့နဲ့အစေခံများသာရှိလေ၏မဆိုင်တဲ့လဲအစေခံများအတန်းကြာအကျဉ်းဝါလွတ်ဆိုပြီးနောက်မောင်ဘိုးမီးယားကားအောင်များကိုမိပုံ၍တိုက်စေလေ၏ဘုံည၌ခုဘိုးကြီးသည်မဆိုင်တဲ့ပူဇာလာသဖြင့်တိုက်ရောက်ထတွင်ရှိသောတန်သက်သာကြီးကို ခွင့်ပြရန်ပြင်ဆင်လျက်ရှိလေ၏ထိုချိန်မှာည9နာရီခန့်ချိန်ဖြစ်၍ခြေပုတ်ကုန်းလွာကလေးတို့ရောလုံးသည် တိတ်ဆိတ်လေးရဲ့တောင်ငူမြို့ပေါ်မှာတခါတည်းရမှုတ်လိုက်တော့နေရတာဝါဇာမြတ်နဲ့ဝါရွင်းမှာဖေအောင်တံမြတ်ကိုကြားရလေဘုဘိုးကြီးသည်ဒီယိုအန်ဆဲတကုမှတန်ချင်းများတည့်၍နေသောတော်ရွဲတွေကိုယူပါတန်တက်တာကြီးကိုဖွင့်လေရန်တန်တက်တာမှာ မခွင့်ဒီမှာကြာမြင့်လာ၏ဖြစ်၍ရုပ်ပြရဲ့မပွင့်ပဲရှိလေ၏ဘုဘိုးကြီးသည်အုံးစီပလင်းကိုယူမည်ဟု တန်တတာပေါ်မှပလင်ကိုဆွဲလိုက်ရာပလင်သည်လက်ထဲမှလင်းမြန်စွာ ချော့ကျသွား၏ဟန်ခွဲဆန္ဒတို့မှတမန်တလင်းပေါ်တွင်ပြန်ကျဲလျက်ရှိလေ။ကျမဖြင့်စင်မကောင်းလာတာဥယေဘာပြုလို့လဲတင့်ရဲ့ခန့်မဲ့လို့ကွဲပြီးသွားတာပဲ။တနေ့ကလည်းဘာမှမတို့ပဲနဲ့ပုံးစီပလင်စလုံးကွဲသွားပြီ။အခုလဲအော်တီဟာအတွက်ကြောင့်လားခတ်မသိရင်ဒီလိုပဲ။ စစ်တတ်တာပါဗျာမတင်မဲမတင်လို့နဲ့ရှင်ခုတလောအင်မတန်ကိုအိမ်မှာအပွဲအချများနေတယ်ဥပါရံကြောင့်ဥပါရံခံဆိုရလို့တင်လာလဲဒီဟာကြီးဆိတ်ဆွဲနေတာကိုတည်းပြီးတော့လဲအခုမှပြောရအောင်မယ်ကျမအယုတ်ကားတွေကိုအောင်းတွင်နဲ့လဲပြီးထားတာလဲဥအကြံပေါ့လေမဟုတ်ရပါဘူးဗျာကျုပ်မလို့ရပါဘူးဥကိုယ်တိုင်တော့ဘယ်ဟုတ်မလဲ တခြားလူကိုခိုင်းတာပေါ့တခြားလူကိုလည်းမခိုင်းရပါဘူးဒေါ်မီတို့ဂိုမီတို့မင်းညွန့်တို့မိကြီးပါကွယ်၎င်းတော့ဥဘိုးကြီးဒီတန်ချင်းများတည့်ရနေသောအိမ်ကိုပုံးစီများထဲလျက်ဖွင့်လျာတခဏမြကြာလင်းအိမ်ရှိသူအလင်းမြန်စွာထွက်သွားပြီးနောက်ရှစ်ရှင်းပင်ပြန်၍ဝင်လာပြီလင်အိမ်ရှိမှာဘသူမှလည်းမရှိပါဘူးဘာပြုလို့လဲရှင် ခေါ်ဆန်းကြလို့မကြပါကလားရှင် အဲလေဥစိတ်ထင်းတို့ထင်ပါရဲ့တပန်တော့ကိုတရှင်းနှစ်ရှင်းခွင်ပြီးတော့ဩခေါ်ပြန်ပြီတင့်မကြဘူးလားအောင်းဝတ်တော့မျက်နှာနဲ့မကြပါဘူးရှင်သဘောကြီးသည်စိတ်မကြည်နိုင်လေးသည်နဲ့အင်းရှိသူထွက်တော့ပြန်ပြီးလျင်တပန်ပြန်၍ဝင်လာပြန်လေကိုဘူကြီးလဲချိုးတလုံးလုံးနဲ့စမ်းသပ်ဖွင့်ပြန်လေရောအတန်းကြလင်းတန်သက်သာကြီးရုတ်တရက်ပွင့်သွားပြီးနောက် အတွင်နောက်မှုအတွင်နိုင်မျိုးစိန်လက်ကစိန်ပြီးစိန်နှက်ခဲစိန်လက်ဆိုစိန်ချွေစိန်ချွေစိန်ချိုးတို့မှဆက်၍လာစွာဖို့တိုက်တန်းလက္ခဏာရှိ၍ရေကောင်းလာသောစိန်တယ်များမှာမီးအောင်တွင်ပိုးဆောင်ယူပြန်သည့်အလားအယောင်တစ်ဖက်ဖက်တောက်လျက်ရှိကုန်၏မစိန်တင်သည်ဆာလောင်မွတ်တိတ်သောမျိုးလုံးများဖြင့်အတန်းကြာကြည့်ရှုနေပြီးနောက်ပလဲပရိဘောကောက်ယူ၍ ကောင်းလိုက်တဲ့ပရိရှင်တင့်ဖြင့်ကသက်နဲ့တကူဒီလောက်ကောင်းတဲ့ပရိကို မြင်မှုပါဟုချင်းကောင်းဆိုဘာပြောเสียချစ်တယ်လဲဗျာမိုးပုံစော်ွားကြီးနှမတော်ဆွဲတဲ့ပရင်းကေဩမေမြအမေမြသူ့အတွက်မရမကဝယ်ခဲ့ရာဦးအဟောင်းကြီးပြန်ပြီးဘာနေရပြန်မလားဒါဖြင့်တင့်ကို မရှိတော့ဘူးပေါ့နော်မရှိဘူးလို့မပြောပါဘူးဗျာ ဒီလေလစရီမြင်တော့မှတ်ရပြန်တာပေါ့ပဲဒါကြောင့်အခွင့်မရစေနဲ့လို့တင့်ကိုအစကပြောတာ မဟုတ်လားတင့်ရဲ့ကိုင်းတန်တဲ့တာကိုပိတ်ကြစို့ဒီပလေးကလေးတကုံးတော့တင့်ဆွဲပြစေပြည့်ရဲ့ခေါ်ဒါကြောင့်ကြုတ်ပြောတယ်မဟုတ်လားတက်တာကိုဖွင့်တဲ့အခါမှာအထဲကဣစီရဇုံတရားကိုမတောင်းပါဘူးလို့တင့်ကလေးရှိတယ်မဟုတ်လားဒီပစ္စည်းဟောင်းတွေမိုးစေခြင်းလို့ တင့်ကိုအားလုံးအတကြီးလုပ်ပေးတာမဟုတ်လားတင့်မှလည်းစိန်ကျိုးရှိသားပဲဗျာဂေပလဲပရိကြီးဆွဲရှင်ပါနဲ့တော့ကြာမူပါလာတော့မျက်နာဖြင့်အင်းတင်တောင်းတာကိုပေးရမယ်ဒီတခုတော့တင့်ရံမပင်းနိုင်ဘူးအလုံးနဲ့တည့်ရယ်ဆွဲရှင်ပါနဲ့ပရိကိုလဲတွင်ဝတ်ဆင်ပြီးလျင်ဟင်းအင်းရပါဘူးတင့်တော့ဘယ်နည်းနဲ့မျှကြာပါဘူး နောက်၅ရက်ခန့်မြာကြာရှိလက်သောမက်စိန်တင့်သည်တနေ့သောနနေ့ခင်း၌စေကံမြညုံကိုခေါ်၍မြို့သို့သွားရောက်ကားဈေးမှဝယ်ဆန်း၍ပြန်ရဲ့လေ။အင်းတို့ရောက်လင်းမိမိအမျက်တနိုးထားသောပရိကုံးကိုမိမိတို့အရာနီးတွင်ခန်းနေကြသစ္စာကလေးလုံးတွင်ထည့်၍ထားလိုက်လေ။ထိုည၌မက်စိန်တင့်သည် အရာမှဒီနုလတ်သောပလဲပရိထည့်၍ထားသောသစ္စာ ရှိရာမှတစောက်ကြောင့်မိတန်ကို ကြားရ၍ဥပ္ပိုလ်ကြီးအားနှုတ်ပြီးလျင်သတ္တဝါထား၍ကြည်ကြရာမြင်းစင်ကြဘုံမြမပြည့်သည်နဲ့ဥပ္ပိုလ်ကြီးကတင့်ကအိမတန်ဆိတ်ဆွဲပြနေတာကိုဗျကဲကျုပ်ကျုပ်ဘက်ကိုထားပြီးအိပ်ပါမယ်ဗျာဟုပြောကပလဲပရိထဲသောသစ္စာကလေးကိုနိမိဘက်သို့ယူကဇဝဲတစ်ခုပေါ်သို့တင်၍ထားလိုက်လေမဆိုင်တဲ့မှာအနေငယ် စိတ်နဲ့သုံးမတန်ဖြစ်လျက်တော်တော်နဲ့မဲနိုင်သေးပဲရှိလျာဒီခဏမြကြာရင်ဥဟိုကြီးအိတော်ဘက်မှာရခင်ကနီးတူအတန်များချားရပြန်လေထွာကမဆိုင်တင့်သည်ဥပိုလ်ကြီးအားပြင်မြန်စွာနှုတ်ပြန်၍နှစ်ဦးစလုံးပင်ခါ၍ကြည့်ကြပြန်ရန်ရခင်ကကဲ့သို့ပင်မြည်သည့်အရာကိုမြတ်မတွေ့ရသည်နှင့်မဆိုင်တင့်မှာကျင်းသောတတ္တိနှင့် အတော်တန်ပြည့်စုံသည်လဲတကြမခံချင်းသောစိတ်လဲရှိလာသည်နဲ့တိုင်းဒီလောက်တောင်ဖြစ်လာတာတင့်လေပင်မှာဆွဲပြီးအိမ်မယ်ဟုပြောကားပရိဘောတသမထုတ်ယူပြီးလျင်လဲတွင်သွဲ့၍အိတ်လေထိုအခါမြည်သည့်တန်ညိုမြမကြရတော့ပဲရှိသည်ဖြင့်မဆိုင်တင့်သည်အတော်တန်စိတ်တရာရလျက်ဝဘိုလ်ကြီးကလည်းမကြောက်ရွံ့စေရန်အားပေးသည်ဖြင့် မိကနဲ့အိတ်ကျော်သွားလေမိမိသည်ရင်းမြောက်လောက်အိပ်ပျော်သွားသည်မသိကစုံတယောက်သောသူသည်မိမိ၏လယ်ဘေးမှပရိကိုဖြုတ်ယူကြည့်ဟုအိမ်မက်ကဲ့သို့မြင်မက်လျက်ခြေလျားတန်းကြားရုံရင်ဆန်ကဲ့ဖြစ်ပြီးနောက်အိမ်မက်ထဲတွင်ဟိုလူရသူ၏လက်ကိုဆွဲလိုက်သည်စဉ်အိယာမလမ်း၍နိုးလေလင်းအကယ်ပင် လက်ကြီးတစ်ဖက်ကိုဆွဲမိသည်နှင့် ထိုလက်ကြီးများမှာအေးဆုဆဲကြီးရှိသည်ကို တိရသည်နှင့်တပြန်နှင့်နေသံပေါင်းတန်း၍အော်လိုက်မိလေ၏ဥဘိုးစီသည်ပြင်းပြင်းသောမိထွန်းလျက်စီလေးရာဗောမိသည်လည်းမိတစ်ခွက်ကိုခိုင်းကခန်းဝတဲ့ရက်လျက်နေသည်ကိုတွေ့လေ၏ဥဘိုးစီလည်းအချို့ကြောင့်ကိုမင်းမြတ်ပြီးနောက်ဒီကဲ့သို့ဖြစ်ရစီမှာဆွေဆွေလန်းလွန်အားစီးသဖြင့်ဖြစ်ရကြောင်းလက်နှစ်ဖက်မှာလည်းမိမိလက်ပင်ဖြစ်မီထင်ကြောင်းဖြင့်ရှော့မော့ပြောဆိုလျက်ရှိရာ ိုးဆိုင်လိုက်ကဘိုးစင်စင်လင်းလျက်ရှိလေ၏ဘိုးခမဆက်၍မဆိုင်တင်သည်ယခင်ကကဲ့သို့မက်မက်မနေမှု၍အိမ်တွင် ဥပိုးကြီးမရှိသောအခါများ၌စေကံများဘောပါခေါ်ပြီးလျင်ဝိုင်းဘွဲကစကားပြော၍နေရခဲ့လေ၏နေခါများ၌ပင်အိမ်ပေါ်ရက်သို့တက်သည်ဖြစ်စေစင်းသည်ဖြစ်စေအပေါ်တယောက်နှင့်မှသာစင်းတတ်ခဲ့လေ၏ နာဒလခမ်းမြကြာရှိလက်တော်ယခင်ငါထက်ကြောင်းပဲဖွဲကောင်းသောကြောင်းရများတို့သည်ဘောပေါက်ခလေ၏တို့ဖြစ်၍မဆိုင်တင်းသည်ထိုအိမ်၌ဆက်လက်၍မနေဟွန်းတော်ပဲတဲတဆိတ်ခပြည့်ရန်အကြံပြုပြုလျင်ဘိုးမိမာယုံကြည်ဆက်ချရသော စေကံဖြစ်သည်နှင့်တိုက်ပေါ်ရသူခပြည့်လျင်တဲတဆိတ်တိုင်းမင်းလျက်ရှိလေ၏ထိုနေ့၌ဥပ္ပိုလ်ကြီးသည် တောင်ငူယုံတို့ကိစ္စတခုအရှိတင်နဲ့တွားရောက်လျက်ရှိလျာမဆိုင်တင်သည်အစေခံဘုံမင်းနဲ့ကျေးဇူးစွာတန်မြင်ခွင့်ရလေ။အာဟုပယစီကိုကိုမီရဲ့တင်စိတ်လေးလွန်းလို့ပါနော်။အာဟုပါခမရမမလေးပြောစရာရှိရင်ပြောစားပြောပါ။ကျွန်တော်ကူညီရမယ်ခမ။တင်တော့ဖြင့်ရှင်တို့တိုင်ကြီးမှာမနေဝန်းတော်ဘူးရှင်။ပြီးတော့မယ်။ဇေယထက်တန်လောက်စွာသောအမှုရာဖြင့် ဘာပြုလို့လဲမမလေးရဲ့မတော်တာမမလေးရဲ့ဒီလိုမပြောပါနဲ့မမလေးမရှိရင်ကျွန်တော်တို့လည်းမနေဘူးနေပါဦးမမလေးကိုတသူကနှိစ်စ်တယ်ကသူကမှတော့နှိစ်စ်ပါဘူးကိုဖို့မီရဲ့နို့ပေမဲ့ဘာပြုလို့လဲခင်ဗျာဒါဖြင့်လုံပါစင်တော်ကြလားစိတ်ချပါခင်ဗျာမင်းเสียကြည့်ရတာတဲပြီးအချိန်မလာဘူးကွယ်မင်းဒီရဲ့အတန်းလုံခဲ့တဲ့ဇနင်းလူ တနင်္ဂနွေနေ့ကလေးကစပြီးအိတ်ခန်းထဲမှာအိုက်တာနဲ့ပြင်ကိုထွက်ပြီးအိတ်ကြတာကိုဩဒါနဲ့တခုပြောရပြောရအောင်မယ်မင်းဇာဟာညသကောင်လောက်မှာအောက်ကိုဆင်းဆင်းပြီးလာတာသိရလားမသိရပါဘူးခင်ဗျာကျွန်တော်လဲအောက်ကအခန်းလေးထဲမှာဗကားပိပိအိတ်တာနဲ့မသိပါဘူးညာတိုင်းမဲတ냐ကိုတကားတော့မနှိုးခြင်းမူမိုးလင်းမှတည်နေတော့တာပဲမမလေးရဲ့ မင်းစရာဟာညာတိုင်းညာတိုင်းမင်းတက်ရောက်တဲ့ကိုဆင်းတော့တော့မှန်ပဲဘလို့ကိစ္စနဲ့ဆင်းနေဘလို့အကြံနဲ့ဆင်းနေဆိုတော့မမလေးမသိဘူးပေါ့လေသူမေးကြည့်တော့နောက်ဖေးနောက်ဖေးသွားရအောင်ဆင်းနေတယ်တခါတလေလဲအောက်ထမှာတက်တကားတွေလုံလုံကျုံကျုံမှပိတ်ရလားလို့ဆင်းပြီးကြည့်တယ်တကယ်ဆိုပို့ဖို့မရနောက်ဖေးနောက်ဖေးသွားရအောင်လေကတော့ပါရဲ့အိမ်ပေါ်မှာ အဖေအိုးကြီးပေတော့မမလေးကိုယ်တိုင်ညာတိုင်းထားပါတယ်ဘုဟုံးရဲ့ပြီးတော့လေအောက်ထက်ကတိုက်တကားတွေကိုစင်းကြည့်ရဆိုရင်လေတကယ်ဆိုညာစောစောကကြည်ရောပေါ်ရှင်ကျမပြောတာမဖုတ်ဘူးလားရှင်ပြောပါဦးဒီတော့ဘာဖြစ်သလဲမမလေးရဲ့ဒီလိုနဲ့သူ့ကိုဒီအကျိုးကြောင့်မေးကြည့်တော့တခါမေးလဲဒီလိုလိုနောက်ခါမေးလဲဟိုလိုလိုနဲ့ပြောတာကိုရှင်ကျမလည်းညာကြမှဖြင့် ူရေကစောင်းလီကြည်ရတာအိပ်ပစ်တာကြတော့မေကနေဆိုအိပ်ပျော်ပြီးသွားအဲ့ရကဖြက်ကနေလမ်းပြီးနိုးတော့သူမအဲ့ရထဲမှာရှိသေးရဲ့လားလို့စမ်းပြီးကြည့်လိုက်တော့ခေါင်းကိုသွားပြီးစမ်းမိတာရှင်ဒီတော့ခေါင်းကသပင်ခွေလာရှိစမ်းမိရင်စမ်းမိချင်းတဲ့နဲ့ရှင်သူကတော့ခေါင်းတုံးစမ်းမိတာကတော့သပင်ခွေကြီးဆိုတော့မမလေးလဲအဲ့ရကလမ်းပြီးဟောလိုက်တာကိုရှင် ဤနေရာသို့ရောက်လင်မဆိုင်တဲ့နဲ့မောင်ဘုံမီတို့မှာစေတီတစ်ဖြန်ဖြန်ထလေနောက်တော့ပင်လက်ရွေကြည့်ကြပြီးနောက်မဆိုင်တဲ့သည်ဆက်လက်ရွေဒီလိုလံပြီးអော်လိုက်တော့ဦးလေးလေမိခွက်ကိုကြပြားကြရာထွန်းလဲ့ပြီးရောဒေါ်မီကြီးလေကျမတို့အိယာနာမှာငုတ်တော်ကြီးထိုင်နေတာ တွေ့ရတာကိုချင်းသူ့အကျဉ်းကတော့သူ့အောက်တက်ကိုဆင်းပြေးသွားနေတဲ့အခိုက်မှာ 怎么，我的日经呢？的。